တော်စုက9နှစ်လုံးလုံးနိုင်ငံခြားသားကိုပေးကင်ခဲ့တယ်ဘဟုပန်ရဲ့တော်ကြီးအဲမှာကျုပ်တို့နိုင်ငံရဲ့ဟာလာနိုင်ငံကဝင်ငွေတွေထွက်ငွေတွေအကုန်တိသွားတယ်ဘယ်ဟာကျွန်းတက်ကဘလောက်ဝင်နေကြောင်ဆင်းရဘလောက်ဝင်နေဒီဟာဟာလာကိုကတင်ကားပြန်ဝင်လာဘလောက်လင်းများဝင်လာဘလောက်အကုန်လုံးဝင်ငွေထွက်ငွေတိသွားတိသွားတဲ့ခါကျကျွန်တော်တို့ဝေချင်တာရှင်နိုင်ငံခြားသား90ကျော်ကကင်တော့ကျွန်တော်ဝေစီအဲ့ဒါကြီးတို့နိုင်ငံခြားရောက်သွားတဲ့အချိန်မှာဒါလည်းအကုန်လုံးပိတ်တာ ကိုကဝေချင်တာလေးပိတ်တယ်ကိုကရောင်းချင်ရင်မဝယ်ဘူးအဲ့လိုလှုပ်တော့ခါကျကျွန်တော်ကမောက်ကမောက်လေးပြေတော့ဒေါ်လာစီးစီးတဲ့ပြီးတော့ရွှေစည်းတွေခေါင်ခေါင်တဲ့အလိုတွေဖြစ်ကုန်တယ်။ကျွန်တော်ကတော့တိတ်မကြရဲမှာတက်ကသူတို့လည်းထဲရတော့မှာပေါ့နော်။ကန်ဟိုဖြစ်ချင်တော့ TNL လေးကလည်းကြည့်ရတာ TNL လေးကလည်းအာကြည့်ရစစ်တပ်နဲ့လှမ်းပြီးညှိနှိုင်းနိုင်လို့အဆင်မပြေတော့တဲ့အခါ TNL လေးကလည်းသူ့အင်အားကြီးထပ်ပြီးတော့ကျွန်တော်ပြီးခဲ့ရပိုင်းကမောင်ဆောင်ကားတို့အုပ်စုရဲ့စစ်တီအင်အားတွေယူသုံးမှုပြင်နေကြတဲ့သဘောရှိတယ်။ကက်ချ်ပရက်တဲ့ခြင်းမှာအားလုံးပဲမင်္ဂလာပါ။ဆမ်ပီဗီဒီယိုရှင်းနေတဲ့ဖန်ပြန်လည်ကြိုဆိုပါရစေ။ ကဲဟုတ်ပြီကျွန်တော်ဒီနေ့ထုံးစံတိုင်းစူးစောင်းထားတဲ့ကြီးစားပေါ်မှာပြောရှင်တွေပါရတယ်ဆိုတော့ပထမဗီဒီယိုမှာဒီ2023ဒေါ်ဆန်းစုကြည်လက်ထက်ကနေစပြီးတော့ဘဟုပန်တော့ကိုငါးနှစ်လုံးလုံးနိုင်ငံခြားသားတွေကိုကြိုက်ခိုင်းနေလို့ဂုံစင်းနှုံးတွေဒီလောက်တက်နေတာဆိုပြီးတော့ဘောမဘူလလဆွေရဟွန်တာလွန်တာရဲ့အဲနောက်မှာလာရှုမီမူလာရှုမျိုးမှာဒီတက်မတော်သားတွေအခုထောင်ချီရောက်နေပြီဆိုပြီးတော့ဂျင်းတရင်ပြောနေတဲ့ဘောမကြောင်မျိုးမြင့်ဟွန်တာလွန်တာရဲ့နောက်ဆုံးမှာ ဒီ2023မြေအွန်လိုင်းအချို့တဲ့နောက်ဒီចန်တာချင်းချင်းအတန်းဖော်တွေအတန်းဖော်ကပေါ့တို့ယူပြီးရိုက်ကွေးနေတဲ့ video file ထွက်နေတော့ပေါက်ကွေးနေတဲ့ဘောမှចောင်ဆွေးရဟောင်းတန်းလောင်းတန်းတွေကိုကျွန်တော်နဲ့တို့အစောထိပါလိုက်ပါကြည့်ရှုဖို့တောင်းဆိုချင်ပါတယ်ကက်လစ်ကိုမင်္ဂလာပါလေးစားပါလေအဲကျွန်တော်တခုပြောချင်လို့ဗျကျွန်တော်နိုင်ငံအခုဘာဖြစ်နေလဲဆိုတော့ကုန်စင်းတို့နေတက်နေကမကောင်းတာတွေဖြစ်နေငွေကြီးဖောင်းပွားတယ်အဲဘာကြောင့်ဖြစ်တာလဲ အကြောင်းဖြစ်တာလဲဆိုတော့အဲခင်ဗျားတို့ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ကိုယ်အိမ်ကပိုင်ဆိုင်မှုပေါ့ကိုယ်အိမ်မှာရှိတဲ့ပတ်စံ၄000နာမနွယ်ရှိတဲ့1000နာမနွယ်ရှိတဲ့ဘာနဲ့မှထားတာတမျိုးပေါ့နော်ကိုယ်ကိုယ်အသုံးလေးကပိကဒေတာတွေမှာထားတဲ့ရွှေလေးငွေလေးတင်းစားတယ်မင်္ဂလာဆောင်ကြရထုတ်ဘူးပိကဒေတာမရှိတဲ့လူကတော့ဒေတာတွေမှာထည့်တော့ခတ်ထားတယ်အဲ့တော့ဘယ်သူကြိုင်လဲကျွန်တော်ရင်တခါပြောဦးတယ်အဲ့တော့ကိုယ်ကိုယ်တိုင်ကြိုင်တယ်မကြိုင်ရင်ကိုမိမကြိုင်တယ် ဟိုဘက်အိမ်ကလူတော့ပေးမကန်ဟိုဘက်မြို့ကလူလည်းပေးမကန်နိုင်ငံခြားသားဆိုပို့ဆိုးတာပေါ့ဒါပေမဲ့ဒေါ်စုက9နှစ်လုံးလုံးနိုင်ငံခြားသားကိုပေးကန်ခဲ့တယ်ဘိုးဘန်ရဲ့တော်ကြီးအဲ့မှာကျုပ်တို့နိုင်ငံရဲ့ဟလာနိုင်ငံကဝင်ငွေတွေထွက်ငွေတွေအကုန်တိသွားတယ်ဘယ်ကကျွန်းတက်ကဘလောက်ဝင်နေကြောင်ဆင်းရဘလောက်ဝင်နေဒီကဟလာကိုကတင်ကားပြန်ဝင်တာဘလောက်လင်းများဝင်တာဘလောက်အကုန်လုံးဝင်ငွေထွက်ငွေတိသွားတိသွားတဲ့ခါကျကျွန်တော်တို့ဝေဂျင်နာရှင်နိုင်ငံခြားသား90ကျော်ကကင် ကျွန်တော်ဝေစီအဲ့ဒါကြီးသူတို့နိုင်ငံခြားရောက်သွားတဲ့အချိန်မှာဒါလည်းအကုန်လုံးပိတ်တာကိုကဝေချင်တာလေးပိတ်တယ်ကိုကရောင်းချင်ရမဝယ်ဘူးအဲ့လိုလှုပ်တော့ခါကျကျွန်တော်ကမောက်ကမလေးပြေတော့ဒေါ်လာစီးလေးတဲ့ပြီးတော့ရွှေစီးလေးခေါင်ခေါင်တဲ့အဲ့လိုလေးဖြစ်ကုန်တာကမောက်ကမလေးဖြစ်ကုန်တာကျွန်တော်တို့ကပြီးခဲ့တဲ့9နှစ်မှာနိုင်ငံခြားသား60ကျော်ကတကယ် key player တရားတွေကိုကင်သွားတော့ကျွန်တော်နိုင်ငံဟာသူ့ကြုံဘွားကိုတနတ်တစ်ချက်မှမပြစ်ဖက်နဲ့ရောက်သွားတာဒါမျိုးနောက်တစ်ခါဖြစ်လို့မရဘူးအဲ့ဒါပြောတာ လေးစားပါလေ။အချို့ကတော့တိတ်မကြခင်မှာတက်ကတို့လည်းလည်းရတော့မှာပေါ့နော်။ကန်ဟိုဖြစ်ချင်တော့ TNL ကလည်းကြည့်ရတာ TNL ကလည်းအာကြည့်ရစစ်တပ်နဲ့လှမ်းပြီးညှိနှိုင်းလို့အဆင်မပြေတော့တဲ့အခါ TNL ကလည်းသူ့အင်အားကြီးထပ်ပြီးတော့ကိုတော်ပြီးခဲ့ရပိုင်းကမောင်ဆောင်ခါတို့အုပ်စုရဲ့စစ်တီအင်အားတွေကိုယူသုံးမှုပြင်နေကြတဲ့သဘောရှိတယ်။ပြီးတော့ကြောင်မဲနမ်ဆန်ဘက်ကနေ TNL ကိုနောင်ချိုးဘက်ကိုအတင်းပို့နေလို့ကြားတယ်။အဲ့တော့မြို့စုံမြို့ပြင်နေရာတွေမှာသူတို့ကမြို့မကြရေးအတွက်ကိုခန်းစစ်ပြင်မှုကြိုးစားတယ်။ပြောရရင်တော့ TNL ရယူနီဖောင်းဝတ်ထားတဲ့တရုတ်စကားပြောနေသူတွေအများကြီးလည်းပါတယ်။မောင်ဆောင်ခါရဲ့ BPL လေးသင်္ဆန်းချင်းအချို့လည်းအများကြီးပါတယ်လို့သိရတယ်။ဆိုတော့ပုံမှန်ဆယ်တော်ကြီးဘက်ကနေဖြတ်ဝင်တဲ့ Man PDF တွေလည်းရှိတယ်။ဒါပေမဲ့တန်ဖိုးဆမဆယ်ချားမှာတော့တခုံကစင်ကလေးအဖြစ်နေတယ်။ဆမဆယ်ဘက်ကနေ TNL စစ်ကူအဖွဲ့တွေကဒီနောင်ချိုမချိတ်မိသေးဘူး။အဲ့တော့ဘန်ပွေးအုံမဒီအဲ့ဘက်ချမ်းတွေလည်းဒါဆက်ဆက်သွားဖြစ်နေလို့ကြားတယ်။အဲ့တော့တိတ်မကြခင်မှာတော့ဒီ TNL ကလည်းနောင်ချိုမချရေးအတွက်သူ့အင်အားတွေထပ်ဖြည့်နေသလိုတက်ကလည်းနောင်ချိုထိုးစစ်ဆင်ဖို့ရှင်းပြတော့ ချိန်တစ်ခုခဏစောင့်ပြီးတော့ပြင်ထိုးစစ်ဆင်းလိမ့်မယ်လို့ယူဆတယ်ဒါတစ်ချက်နောက်တစ်ခါလာရှိုးမှာလည်းတက်ကသူ့ရဲ့စစ်တင်အင်အားတွေကိုထောင်လက်ချီပြီးတော့လာရှိုးတွေကိုထပ်ဖြည့်လိုက်တယ်လို့ကြားတယ်ဒီတရနဲ့တွေထပ်ဖြည့်တယ်စစ်တင်အင်အားတွေလာရှိုးမှာထောင်ချီထပ်ဖြည့်နေဆိုတာလာရှိုးကနေတီဘောကြောင်မဲ့နောက်ဆိုပြန်လာပေါင်းဖို့လားဒါမှမဟုတ်လာရှိုးကနေတိမ်ဒီဘက်ကိုတက်ဖို့လားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အဲ့တော့လာရှိုးမှာလည်းတက်ကအင်အားတွေကိုထောင်လက်ချီထပ်ဖြည့်နေတယ်ဖြည့်ပြီးတော့တက်ဖြည့်ပြီးတော့ကားတွေမှာဒဏ္ဍကြီးတော်တော်များဒဏ္ဍကြီးပါတယ်လို့ခြားတယ်။အဲ့တော့တက်ကရှမ်းမြောက်ကိုတော့လက်ထဲကိုပါရနေနဲ့ပြန်ကုတ်ယူမဲ့သဘောတွေ့ရတယ်။အဲ့ အဲ့တော့နောင်ချိုကိုတော့တက်ကအပြိုင်အပြီးကိုပြန်ယူမှာပါ။တရားဝပြန်ယူမှာနောင်ချို။အဲ့တော့တရား DNA လေးတွေကနောင်ချိုကနေပြီးနောက်ပိုင်းမှာတကယ်ကိုပဲခွေးခွေးပြုတ်ပြီးပြည့်ရမယ်တဘောတော့ရှိတယ်။ကျွန်တော်ဒီတိုင်းသွားတယ်။ဒါဆို DNA လေးဆက်ပြီးတောင့်ခံနိုင်မယ်ဆိုရင်တောင့်ခံပေါ့။ဒါပေမဲ့လည်းကျွန်တော်အမြင်ပြောရရင်တော့ DNA လေးတောင့်ခံနိုင်စွမ်းရည်ရှိမှရှိမှာမပေါ့။ဒါဆိုသူ့ဘက်ကနေပါပြီးတိုက်ပြီးမဲ့လူက MNDL တိုက်ပြီးမဲ့ပုံပေါ့။ဝါလည်းနောက်ပိုင်းကဟိုနှာစေးသွားပြီ။အဲ KIA ကလည်းတိတ်ပြီးတော့ကူမဲ့ပုံမပေါ့ဘူး။ အဲ့တော့ A ရလည်းလာတိုက်ပြီးဆိုတော့သူ့ဟာသူတော်စစ်မြင်တာရခိုင်မှာရှုပ်နေတယ်။ဆိုတော့လာတိုက်ပြီးနေတဲ့ကမောင်ဆောင်ကားတို့အုပ်စုတစုနဲ့ဒီမန္တလေးပြည်ရဲ့အုပ်စုပဲကျန်တယ်။အဲ့တော့အဲ့ဒီအုပ်စုကလည်းမိုးကုတ်ဘက်ချမ်းမှာမိုးကုတ်မရယာသဘေချင်းဘက်ချမ်းမှာ TNL နဲ့အသိပြီးကြည်တာမဟုတ်တဲ့ခါကျတော့အပြည့်အဝကူမှာမဟုတ်ဘူး။သို့တော့အဲပုံရံသူတိုက်ဖြတ်ရေးဆိုတဲ့ခေါင်းစဉ်လေးတစ်ခုနဲ့ပဲနည်းနည်းလေးလာပြီးစက်စက်ကိုတိုက်ဖို့လည်းလာကူပေးတာမျိုးလုပ်နိုင်တယ်။ဒါတော့ပဲရှိမယ်။အဲ့တော့နောင်ချိုးဘက်မှာတော့တက်ကမချရင်မှပြန်ရဖို့နီးစပ်နေပြီဆိုတော့ကောက်ချက်ချတယ်။ တော့တိတ်မကြရင်တက်ကရမှာပါနောက်ချိုးပြီးတော့ဗမောဘက်မှာလည်းတက်ကအရင်တော့ဆိုရင်တက်ကမြေပြင်ထိုးစစ်မဆင်သေးဘူးတဲ့အခုဒီရပိုင်းနှစ်ရက်လောက်ရှိပြီတက်ကဗမောမျိုးထဲမှာမြေပြင်ကိုထိုးစစ်ဆင်ပြီတဲ့အစောပိုင်းတော့တိုက်ဒီဘောနေပြီးလက်နက်ကြီးနဲ့ပြစ်တယ်အိုးတာအဝေးရဲ့တာဝင်းနဲ့ပြစ်တယ်အပေါ်လေးလေးနဲ့ပြစ်တယ် drone တွေချရတယ်ဒရိုဘုံတွေချရတယ်အဲ့လိုမျိုးလုပ်နေမှာအခုတက်မတော်ရဲ့စစ်ကြောင်းတွေကဗမောမျိုးထဲရဲ့ရက်ွက်တွေတွေကိုစပြီးတော့ဟိုရက်ွက်တွေထဲမှာရှိတယ်ဒီအမိုက်တွေရှင်းလင်းရေးပေါ့အမိုက်ရှင်းလင်းရေးကိုစနေပြီးလို့သိရတယ် ဒီလိုရှင်းလင်းစာနေတဲ့ကိစ္စကိုကျွန်တော်ပြောတာမဟုတ်ဘူးနော်ဘူးကိုယ်တိုင်ကဝန်ခံတာတက်ဆက်မစစ်တာကောင်နေတဲ့အခုဆိုရင်ဒါဒီဘုံဘုံမျိုးတွေကိုတို့ရှင်းလင်းရေးတွေဝန်ဘုံဘုံမျိုးတွေမှာမျိုးတွေကိုတော့ထိုးစစ်ဆင်နေပြီတဲ့အဲ့တော့တို့တွေနေခုခံတို့တို့အကျိတ်နေတော်တော်လေးခုခံနေရတယ်ဆိုတာမျိုးကွမ်မော်တို့ဒီနော်ဘူးတို့အုပ်စုကိုဝန်ခံထားတယ်ပြောရရင်တော့ဘုံဘုံမှာတို့ကြမယ်လို့ဘုံဘုံတို့ရမယ်လို့ထင်ပြီးတိုက်ခဲ့ကြတယ်ဒါပေမဲ့တက်ကဘုံဘုံတို့စစ်စစ်ညစ်လို့ကြေသွားတယ်ပြီးတော့တက်ကအခုဘီအပြင်ထိုးစစ်တွေဝင်နေပြီဆိုတော့ထိုးစစ်ဝင်ပြီဆိုတိတ်မကြသေးရင်ကာလမကြခင်ကာလရောက်ရင်တော့ ုံမှာတက်ကြလက်ထက်ပြင်ရောက်မဲ့သဘောရှိတယ်။အဲ့တော့ KIA အနေနဲ့လည်းဘလောက်တောက်ခံပြီးတော့ဒီဘုံပေါ်မှာတောက်ခံထားမလဲကျွန်တော်စောင့်ကြည့်ရမယ်။တစ်ဖက်မှာလည်းဖားကံမှာ KIA ကတဖြည်းဖြည်းနဲ့နောက်ကိုဆုတ်သွားနောက်ဆုံးနောက်ဆုံးနဲ့ဆုတ်နေရတဲ့ဒေတာရှိတယ်။ဆိုတော့တက်နေနေကခုနောက်ဘက်မှာစစ်ကြောင်းတွေကိုသူဖြန့်ကျက်ပြီးတော့ထိုးတဲ့နေအင်အားတွေကိုထိုးထည့်ပြီးတော့တိုက်ဆရာရှိရရင်တိုက်နေတဲ့သဘောတော့တွေ့ရတယ်။ဒါတော့ကျွန်တော်တက်ခဲ့ခွေးစားရပတ်သက်တာစကားဟို TNL နေနဲ့ကလည်းဒီဘက်မှာလာရှိုးတို့ဘာတို့မှာနောင်ရှိုးတို့မှာအထိနာမှုတွေလာလာရှိုးမှာတော့ဟိုတက်ကအင်အားဖြစ်လိုက်တဲ့အတွက်ဒီဘက်ချမ်းမှာနောင်ရှိုးဘာတို့အင်အားတွေ ဟိုထွက်ပြေးမယ်ဆိုရင်ကြာမဲ့ဒီဘောထွက်ပြေးမယ်ဆိုရင်တော့သူ့မှာအင်အားပြဿနာရှိတယ်အဲ့တော့တင်းလေးကဂျောင်းပိတ်မိသွားနိုင်တယ်အဲ့တော့နောင်ချိုးကနေပြီးတော့ဘယ်ဘက်ကိုထွက်မလဲဆိုတော့ကြောင်မဲ့ဒီဘောကမပြေးဘဲနဲ့ဒီဘက်ကိုဟိုဒီဘက်ကိုမိုးကိုဘက်ကိုတဲပြီးပြန်ပတ်ထွက်သွားရင်တော့တင်းလေးနဲ့အသက်ရှူချောင်းမှာမဟုတ်ရင်တော့တင်းလေးကနေထိုင်နေဖေးချင်ချင်တွေ့မှာဘာကြောင့်လဲဆိုတော့တင်းလေးနဲ့ SSPB ရကလည်းမတည့်ဘူးမတည့်ဘူးမတည့်ဘူးဆိုတော့အခု SSPB ကမတည့်ဘူးဆိုတဲ့နေရာမှာ SSPB နဲ့ TNL နဲ့ခြားကြတဲ့ဇလန်းတစ်ခုဖြစ်လာတယ်အဲ့ဇလန်းကိုအဲ့ဇလန်းကိုကျွန်တော်တို့တရားဝင်ကြည့်တဲ့အခါကျတော့ နှစ်ဖက်စလုံးကသတင်းထုတ်ပြန်တယ် TNL နဲ့ SSPB နဲ့ခြားကြတဲ့ဇလောင်နှစ်ဖက်စလုံးကသတင်းထုတ်ပြန်တယ်အဲ့တော့ TNL ကဘယ်လိုထုတ်ပြန်လဲ SSPB ကဘယ်လိုထုတ်ပြန်လဲဆိုတော့ကျွန်တော်ပြပြမယ် SSPB ကစထုတ်ပြန်တာဘလို့ထုတ်ပြန်လဲဆိုတော့ SSPB ထုတ်ပြန်လို့ဆိုတော့ဒီနေ့ဂျွန်လ23ရက်မနေ့10နိုင်ခွဲလောက်မှာတဲ့မိုးမိန်မြို့နဲ့မိုးဟောက်ကြီးရွာအုပ်စုမိုးဟောက်ကြီးရွာတောင်ပေါ်မှာရှိတဲ့ SSPB ရဲ့တပ်စခတ်တရှိရနေရဝိုးတဲ့ TNL တပ်ဖွဲ့ကစစ်ကြောင်း၃ရောင်းနဲ့ဝေရောက်ထိုးစစ်ဆင်တိုက်ခိုက်တယ်တဲ့အဲ SSPB ကပြန်လဲကုကံကောက်ခဲ့တဲ့အချိန်မှာမိနစ်နိုင်ငံအပြန်လာပြေခောင်းဖြစ်ပြီးတော့ ပြစ်ခတ်မှုဖြစ်ပြီးတဲ့နေရာနဲ့ TNL တွေပြန်လဲဆုတ်ခွာသွားတယ်တဲ့အဲ့တော့နှစ်ဖက်ပြစ်ခတ်မှုကရပ်သွားတယ်တဲ့နော်အဲ့တော့မိုးဟောက်ရွာရဲ့တိုက်ပွဲကတောင်ဘက်ရမှာဖြစ်တယ်ဆိုတော့ပြောတယ်အဲ့တော့ပြောရင်တော့ဘသူသေးတယ်ဘဝသေးတယ်ဘလောက်သေးတယ်ဆိုတော့မပြောဘူးဒါပေမဲ့မိုးဟောက်ရွာဘက်မှာရှိတဲ့ SSPB ရဲ့နော် SSPB ရဲ့ဟွာဘောနော်အဲတာစခန်းရှိတဲ့နေရာ TNL တက်ဖို့ကဆင်းကြောင်းတုံးအောင်လာပြီးထုစစ်တိုက်ခိုက်တယ်ဆိုတော့သိချသွားတယ်ပြီးတော့ပြီးခဲ့တဲ့ဂျွန်လ19ရက်တုန်းကလည်း TNL တက်ဖို့ဝင်တက်မှ1 3 9အဲ့ဒါတွေကစုပေါင်းအင်အား200ကျော်လောက်နဲ့ မိုင်းလုံးမိုးကုတ်ကနေမိုးမိတ်မြို့တဲ့အတွင်းရှိမှာရှိတယ် SSPB ရဲ့စကန်တွေကိုဘက်ကိုလာပြီးထိုးစစ်ဆင်ဝင်ရောက်နေရာချထားမှုတွေလုပ်တယ်တဲ့နော်ပြီးတဲ့ပြီးခဲ့တဲ့ဇွန်လ15ရက်တုန်းကလည်းကြောက်မဲဟွန်ဆူးရွာနာမှာ SSPB နဲ့ TNL ဘက်ကဖွဲ့နေနှစ်ဖက်ချာမှာပြစ်ခတ်မှုတွေဖြစ်တယ်လို့ပြောတယ်ဆိုတော့ဒါကတော့ SSPB ရဲ့ထုတ်ပြန်ချက် OK SSPB ရဲ့ပြောကြားချက်အရဆိုရင်တော့သူတို့ရဲ့စကန်ကို TNL ရဲ့စစ်ကြောင်း300လောက်လာတိုက်တယ်လို့ပြောတာနော်အဲ့တော့ TNL ထုတ်ပြန်ချက်ကိုပြန်ကြည့်မယ် TNL ကဘယ်လိုထုတ်ပြန်လဲဆိုတော့ဒီကနေ့ပေါ့နော်ဒီကနေ့မနေ့ဆယ်နေကျော်လောက်မှာ တကြိမ်နဲ့7နှစ်ကြီးလောက်မှတကြိမ်နဲ့နော်လက်နက်ငယ်တောင်းတက်မတော်တောင်းတက်ကိုတဲ့ TNL ကို SSPB တက်ဖွဲ့ရခြုံခုပြစ်ခတ်ပါတယ်နော်ဆိုတော့ TNL ရဲ့စစ်ကြောင်းတင်နေရကိုမော်လမိုင်း7နှစ်ကြီးခွဲမှလည်းတကြိမ်3ချိန်ပေါ့လက်နက်ကြီးတော်ပြစ်ခတ်တယ်ပြောရင်တော့ TNL ရှိတဲ့စစ်ကြောင်းရှိတဲ့နေရကို SSPB ကလက်နက်ကြီးနဲ့ပြစ်တယ်ချောင်းမြောင်းပြစ်ခတ်တာကြီးလုပ်တယ်လို့သူကပြောတယ်နော်အဲ့တော့ SSBB တက်ဖွဲ့အောင်ဟူးဆွန်တောင်စခန်းကိုတဲ့တောင်းတက်မတော်လက်ရတဲ့အချိန်မှာအခွန်အောင်ယူနေရဝင်ယူတယ်တဲ့ခုနကခုနပြောတဲ့နေရာပေါ့စခန်းကိုပေါ့နော် အဲ့စခန်းကိုတို့ကဟူးဆွန်တော်စခန်းကိုဒီ TNL တက်ကလင့်ဟာနေတဲ့အချိန်မှာအခွင့်ကောင်းယူနေနေရာယူရဲအဲ့ဒါကြောင့်မလို့တဲ့ပြီးခဲ့တဲ့ဂျွန်လ15ရက်နေ့မှာတောင်းအဖွဲ့နဲ့ SSB အဖွဲ့ကြားမှာအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပြီးတော့တို့တပ်ဖွဲ့ဝင်နှစ်ယောက်တိဆုံးသွားတာဖြစ်ခဲ့မှုတွေတဲ့ဆိုတော့ပြောရရင်တော့ခုနပြောတဲ့ဒီဒီဒီမိုင်းအဲရှမ်းပြည်နယ်အဲဘယ်လိုခေါ်မလဲမိုးမိုးဟောက်ယွာအဲ့ဘက်ချမ်းယွာအဲ့ယွာနာကယွာနာမှာရှိတဲ့ SSB ရဲ့စခန်းကို SSB ကသူ့စခန်းကို TNL ရဲ့စစ်ကြောင်းစုံလာတာတွေတိုက်တယ်လို့ပြောတယ်ဟော SSB ပြောတာကနော်သူ့စခန်းကိုလာတိုက်တယ်လို့ပြောတာ ် TNL ကပြောတာကြတော့သူ့စစ်ကြောင်းကို SSB က6မြောင်းပြတ်ခတ်တိုက်ခိုက်တာလို့ပြောတယ်ဆိုတော့လက်နက်ကင်အဖွဲ့တွေကြားမှာသူတို့နဲ့သူတို့အချင်းချင်းတောင်ပဲညှိလို့မရအောင်ဖြစ်နေတယ်ဒါကြောင့်ကြည့်နော်သူတို့ကကြည့်လိုက်လို့ရှိရင် SSB ကလည်းသူတို့သူတို့မှန်တယ်သူတို့ကိုလာလောက်တာ SSB ကလည်းသူတို့လိုတာ TNL ကသူတို့မှန်တယ်သူတို့ကိုဒီကောင်နေလာလောက်တာဆိုတော့အကုန်လုံးကကိုမှန်တယ်လို့ပဲလူတွေကြားမှာထုတ်ပြန်တဲ့အခါမှာငါတို့မှန်တယ်ဒီကောင်နေငါတို့ကိုလာလောက်တာဒီကောင်နေငါတို့ကိုလာလောက်လို့ငါတို့ကဒီကောင်နေလောက်ရတယ်ငါတို့ကမမှားဘူးဆိုတော့မျိုးအကုန်လုံးကအခုချိန်မှာဖြစ်နေလက်နက်ကင်အဖွဲ့စီအကုန်လုံးက ိုမမအုပ်ကိုမှန်တယ်ငါမအုပ်မင်းမားတယ်ငါမှန်တယ်မင်းမားတယ်ဆိုတာနဲ့ပဲသူကအဆုံးဖြတ်ပြီးတော့ပြည်သူလူထုကိုဘာခေါ်လဲဆိုတော့ဟိုတိုင်တယ်နေတာပေါ့ငါတို့တော့မမအုပ်ဘူးကွာဒီကောင်တွေလုပ်လို့ငါတို့ကလုပ်ရတာပါငါတို့ကလုပ်ချင်တာမဟုတ်ပါဘူးအဲဒါမျိုးတိုင်တယ်ကြတာတွေ့ရတယ်ပွန့်လည်းပြောရရင်တော့အဲ့ဒီတိုင်တယ်ချက်တွေအကုန်လုံးကကိုကူအပြစ်လွတ်ဖို့အတွက်ကိုဟိုမိုးရွာတာကိုထက်လက်နဲ့ကားမိုးချိုးပြတာကိုထက်လက်နဲ့ကားကိုချိုးသွားတယ်နော်ဆိုဆိုပါလေအိုးရောဆောင်းရောပေါ့ဆင်းဆင်းသေးဆင်းသေးကိုစစ်တည်နေတဲ့ပုံကိုကြိုးစားတယ်လောက်ရတာလည်းဖြစ်တယ်တကယ်တမ်းကျတော့ပုံနဲ့ပြောရရင်တော့အကုန်လုံးဟာအကျိုးစီးပွားပဲ နည်းမြေပိုင်ဆိုင်မှုကြီးကြီးမားမားရပြီးတော့ကျိုးစီးပွားဖြစ်မှုပဲစဉ်းစားကြတာတဘောပေါ့နော်ဆိုတော့ကျွန်တော်ကတော့ပွင့်လို့ပြောပါမယ်ဒီနေ့ဒီချိန်မှာလက်နက်ကိုင်အဖွဲ့စည်းအကုန်လုံးပြောခြင်းနဲ့တပ်မတော်ရင်ဆိုင်တိုက်ခိုက်နေကြတဲ့အဖွဲ့စည်းအကုန်လုံးခင်ဗျားတို့လက်ရှိရရှိထားတဲ့နည်းမြေတွေကိုနှစ်ဘလောက်ကြာကြာခင်ဗျားတို့လည်းထိန်းထားနိုင်မယ်လို့ထင်တယ်ခင်ဗျားအကောကိုပြန်စဉ်းစားကြဖို့လိုပြီနော်တခါတည်းကျွန်တော်ယူလွှဲမိတာခင်ဗျားတို့ကလည်းကိုယ့်အကိုကောင်းအေးထိုင်စဉ်းစားဖို့လိုတာငါတို့ဒီနည်းမြေတွေကိုဘယ်နှစ်ကြာကြာဘယ်နှစ်ကြာအောင်ငါတို့ထိန်းထားနိုင်မလဲထိန်းထားနိုင်တဲ့အစားအသောက်ငါတို့မှရှိမလား တခါကျရင်ယော့မင်းတို့လက်ထက်မှာထိန်းထားကြည့်စမ်းမင်းတို့ထိန်းထားစမ်းအချင်းအချင်းတို့ကငါတို့ထိန်းထားငါတို့ထိန်းထားတာကိုမင်းတို့ကလာလူယူတယ်โอเคယော့မင်းလက်ထက်ထည့်လိုက်မယ်မင်းထိန်းထားကြည့်စမ်းဆိုပေးထားတာအဲ့တော့မင်းဘလောက်ကြာကြာမင်းကိုမင်းတောင်းခံပြီးထိန်းထားနိုင်မလဲဆိုတာမျိုးတက်ကစမ်းတက်ပြီးတော့ဟိုတချို့ညားကြီးလက်လွတ်လက်လွတ်ခံပြီးတော့သွားဆိုပြီးလွတ်ထားတယ်ပုံတော်မျိုးတော့ကျွန်တော်တို့မြင်လာတယ်အဲ့တော့စောင့်ကြည့်ကြတာပေါ့ဗျာလက်နက်ကင်ဖွဲ့စည်းတွေအကုန်လုံးမေးနေတာရှင်းရှင်းလေးတက်ကတကယ်ထိုးစစ်ဆင်လာရင်မင်းတို့ဘလောက်တောင်းခံနိုင်မှာလဲဆိုတော့မေးခွန်း ဖြည့်ဖို့လိုပြီလို့ပဲပြောရင်းနဲ့ဒီလိုတော့ဒီလောက်ပါပဲအားလုံးပဲကိုကြီးသားသိရှိပါတိုက်ပြော်စေရမှန်ထားပါတစ္ဆာရှိပါကိုယ့်နိုင်ငံသားချင်းချင်းအပြန်လန်တက်ပြတ်နေကြတာကိုလက်ခုပ်လောဝါတီဗီပြောနေတဲ့လူမိုက်လူရန်ကလူသက်အကျန်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မေးခွန်းထုတ်ပါလို့ပြောရင်းနဲ့ခွန်လိုက်ပါနောက်ထပ်ဒီမိုဆက်ပြပြပေးချင်ပါလေဒါကတော့တနင်္လာရီဒေသကြီးကော့တောင်းမြို့ကော့တောင်းမြို့မှာရှိတဲ့ဒီအထက်က၃ပေါ့အထက်က၃ပါဒီចောင်းသားတယောက်ကို အကြောင်းသားတယောက်ကနေပြီးတော့ကျွန်တော်တို့ဒီပေါတူးရိုးနဲ့ရိုင်းနှမှုဖြစ်စဉ်တစ်ခုဖြစ်ဖြစ်ပေါ်ခဲ့တယ်။ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီကနေ့ပညာရေးဦးကြီးဌာနနဲ့တနေ့တိုင်တိုင်ဒီအစိုးရဖွဲ့ကိုကျွန်တော်မေးခွန်းတွေမေးထားပါတယ်။နံပါတ်၁ဒီဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရိုင်းနှခံရတဲ့အကြောင်းသားရဲ့အခြေအနေကျမ်းမာရေးအခြေအနေပြီးရင်ကျွန်တော်တို့ဒီကျောင်းသားရဲ့ဒီကျမ်းမာရေးစေကူတာဝင်နဲ့စေကူတာစိမ့်နဲ့ပတ်သက်ပြီးတော့အဲဒီနေ့အစိုးရကဘာတွေထောက်ပံ့ပေးထားလဲပေါ့ပြီးတော့ကျွန်တော်တို့ဒီကျောင်းသားချင်းချင်း ကျောင်းသားချင်းချင်းစီပေါက်တူးရိုးနဲ့ရိုက်တဲ့ကျောင်းသားကိုပေါ့ဘာတွေဆက်လုပ်နေလဲအဲ့တော့ဒီမေကုန်းနေကျွန်တော်ပေးထားပါတယ်ပညာရေးဝန်ကြီးဌာနကဖြေရင်တော့ကျွန်တော်ဒီရှင်းတွေကိုဆက်ပြီးတင်ပြပေးပါမယ်ဖြစ်စဉ်ကိုတင်ပြပေးပါမယ်ဇွန်လ9ရက်နေ့ကဇွန်လ9ရက်နေ့ကကျွန်တော်တို့ဒီတနင်္သာရိုင်းဒေသကြီးကော်တောင်းမြို့အင်းငင်းရိပ်အာထက3မှရှိတဲ့ဒီ grade 9စာသင်ခန်းထဲမှာကျောင်းသားတယောက်ကကျွန်တော်တို့အခန်းထဲမှာဒီစာရေးနေတယ်ပေါ့စာရေးနေတဲ့ခါမှာဒီကျောင်းသားတယောက်ကနေနောက်ကနေပြီးတော့ဒီပေါက်တူးရိုးနဲ့ခေါင်းအောင်ရိုက်လိုက်တယ်တဲ့ဒါညာကျွန်တော်တို့ဒါကြီးကြီးမားမားထိခိုက်မှုရသွားတယ်ပေါ့ဗျထိခိုက်မှုရသွားတယ်ပေါ့ရသွားတယ် ဲ့လိုဖြစ်စဉ်တွေဖြစ်ခဲ့တယ်။ခံလိုက်ရတဲ့เจ้าသားကမောင်ပြည့်ဖြိုးမောင်မောင်ဖြစ်ပါတယ်။ဒီမောင်ပြည့်ဖြိုးမောင်မောင်ကိုပေါတူရိုးနဲ့ရိုက်လိုက်တဲ့เจ้าသားကအခန်းပေါ်နာမည်ကမောင်ကျော်မိုးဝင်းဖြစ်ပါတယ်။ဖြစ်ပါတယ်သူကဒီတန်ရှင်းပြုတ်လို့မယ်ဗောဗျာတန်ရှင်းပြုတ်လို့မယ်ဆိုပြီးတော့ပေါက်တူးယူသွားပြီးတော့အခန်းထဲဝင်လာတယ်ဝင်လာပြီးတော့မဆိုင်နေတဲ့ចောင်းသားကိုဒီရိုက်ပလိုက်တယ်ဗောဗျာဦးခေါင်းကိုရိုက်ပလိုက်တယ်လို့နားလဲရတယ်ဒေသားကအဲ့လိုပြောတယ်လက်ရှိမှာတဲ့ဒီဒီရိုက်တဲ့ခံရတဲ့ចောင်းသားကအသက်၁၄နှစ်အရွယ်ရှိပါတယ် အသက်၁၄နှစ်အရွယ်ရှိပါတယ်အဲ့တော့ဒီဂျိုင်းတဲ့ခံရမှုတွေကြောင့်ဘယ်ဘက်နားမှာသွေးထွက်တယ်ဒီသွေးတွေထွက်တာရှိတယ်ပေါ့ဗျာနားရသွေးတွေထွက်တယ်ပြီးကျွန်တော်တို့ခေါင်းတွေမှာဖုတ်တယ်ပေါ့ဗျာအဲ့လိုတွေပြောတယ်ဒေသခံတွေကပြောတယ်အဲ့လိုဖြစ်စေဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာဒါကော်တောင်းဆေးဝိုင်းတစင်ထိုင်းနိုင်ငံရနောင်းမျိုးဆေးရုံကိုပို့လိုက်တယ်တဲ့ဒါတော့ကျွန်တော်နောက်ထပ် case တစ်ခုပေါ့ဗျာနောက်ထပ် case တစ်ခုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပညာရေးဝန်ကြီးဌာနကနေပြီးတော့ပြန်ပြီးတော့ဖြေကြားပေးရင်ကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့ကျွန်တော်တင်ပြပေးပါမယ်အဲ့တော့ဒီနေရာမှာခံလိုက်ရတဲ့ចောင်းသားနေရာမှာငါသားဒါလေးကငါသားဒါလေးကငါတူ ဆိုရင်ဘယ်လိုစဉ်းစားမလဲပြီးတော့ကျွန်တော်တို့ဒါအီအောက်တိုင်းမှာဖြစ်ခဲ့တဲ့မင်းကလေးចောင်းသူမင်းကလေးငယ်တယောက်ကိုအုပ်စုဖွဲ့ပြီးတော့ကျွန်တော်တို့အနိုင်ကျင့်တယ်နှိပ်ဆက်တယ်မိုက်မိုက်ရိုင်းရိုင်းလှုပ်တယ်မိုက်အဲ့မှာကျွန်တော်တို့ကောင်မလေးအကောင်မင်းကလေးငယ်လေးတယောက်ចောင်းသူလေးတယောက်ကရဲရဲဆက်ဆက်ခံလိုက်ရတယ်ဒီလိုမျိုးကျွန်တော်တို့ကိုတိလေးရောက်ကျူးလို့ညင်ခံရပြီးတဲ့နောက်ပိုင်းမှာတခါထပ်ပြီးတော့ထပ်ပြီးတော့တခါတခါထပ်ပြီးတော့ online ပေါ်ထပ်တင်နေပေါ့ခံလိုက်ရတဲ့ကလေးမလေးကငါသားငါသမီးငါညီမဆိုရင်ဘယ်လိုခံစားကြမလဲ ငါသမီးဆိုရင်ဘယ်လိုခံစားမလဲငါသမီးငါတူမငါညမဆိုရင်ဘယ်လိုခံစားမလဲငါရဲ့ဆွေမျိုးဆိုရင်ဘယ်လိုခံစားမလဲဒီလိုမျိုးကျွန်တော်တို့ခံစားသိကြပါတယ်ဒါလေးကငါသမီးဒီလိုပဲကျွန်တော်တို့ဒီကော့တောင်းမှာဖြစ်ခဲ့တဲ့အခြေအနေဒါလေးကငါသားအရိုက်ခံလိုက်ရတယ်ငါတူအရိုက်ခံလိုက်ရတယ်ဆိုတာလေးကျွန်တော်တို့အဲ့လိုစိတ်နဲ့ကျွန်တော်တို့ဒီတရားမျှတမှုတွေရဖို့အတွက်မျိုးကံတွေကတော့ကျွန်တော်မျှော်လင့်နေပါတယ်ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီပညာရေးဝန်ကြီးဌာနကပြန်ပြီးဖြည့်ကြားပေးတဲ့အခါကျရင်ပြန်ပြီးတော့ကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ် ပြည်ပမီယာကိုအနေနဲ့ကညှိရှုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ။